တလင်းနိုင်မျိုးနဲ့တဲမှာရှိရဲ့ခဲလို့ကြွေတွေကြောင့်အခုနေမှာရေချိုခရီးရှာပါလာပြီးဈေးတက်လာတယ်လို့ခရင်းငုတ်ဖန်စီသူနဲ့ဒေသခံအကျိုးစီကသိရပါတယ်ခဲလို့ကြွေတွေများလာလို့တလင်းနိုင်မျိုးနဲ့အခြားမင်းချောင်းတွေမှာရေနောက်လာပြီးရေချိုခရီးဖန်စီရတာရော့ချသွားတယ်လို့ခရင်းငုတ်ဖန်စီနေသူတို့ကပြောပါတယ်တလင်းနိုင်မျိုးနဲ့တဲမှာရှိရဲ့ဗန်တဲကြောင့်မိကြောင် မြေမုံ တကြွချောင်းဝစွာဒီမှာရချိုခရုတွေစားပါလာတာပါ အာနာတိပြီးနောက်ပိုင်းအဲ့ဒီဒေတာတွေမှာခဲလုတ်ွက်တွေများလာတယ်လို့ဆိုပါတယ်ရချိုခရုမှာနှစ်စဉ်တပေါင်းလာနဲ့တကူလာပြီးမှာစပွေဖန်စီရမိလိရှိပါတယ်ပြီးခဲ့တဲ့နှစ်တွေကတည်းရဲ့ဆိုရင်ခရုနှုတ်စီဘူးတရားလောက်ရပြီးအခုနှစ်မှာတော့25ဘူးလောက်သာရတော့တယ်လို့ဆိုပါတယ်ရချိုခရုရနေလာတဲ့အတွင်း အခြားဒေတာတွေကိုပြန်လည်ရောင်းချဖို့လိုလားမှုမရှိတော့ဘူးလို့ဒေတာခံတွေကပြောပါတယ်